အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Mikel Arteta ရဲ့ Arsenal သင်းတဲ့ Alexa Twitter Andrea Bataruka တခြားသင်းတွေလှူရှာရှိမှာသူတို့နည်းနည်းလေးနှေးနေတယ် Martin Supermati အပြောင်းရွှေ့ကသူတို့ကဖြစ်ပြီးသားဒါပေမဲ့ Supermati ကအခုလက်ရှိမှာသူတို့ရဲ့အပြောင်းရွှေ့ကဘယ်လိုလဲဆိုတော့ဒါတော်တော်လေးကိုစိတ်ဝင်စားစရာ အပြောင်းရွှေ့ဖြစ်လာတယ် BBC ရဲ့ report မှာဆိုရင် Martin Supermanti ကို Arsenal ကစစ်စစ်မှုတွေပြောင်းရွှေ့ကြည့်ပေးဖို့အားလုံး agreement ရတယ်ဒါပေမဲ့ Supermanti ကအခုလက်ရှိမှာစာချုပ်ချုပ်ဖို့အဓိကကြာနေတဲ့အချက်ကသူက Spain Leverkusen အသင်းနဲ့ Nation League squad ထဲမှာပါတယ် Rodrigo တ anyaan မတက်တာသေးတော့ Spain ရဲ့ squad ထဲမှာမပါတဲ့ကြောင့် Martin Superman တိကို Arsenal ကအပိသက်ကြီးညာဖို့စောင့်ရအောင်ပဲဆိုတော့ star အခုလောလောဆယ်မှာ Spain ရဲ့ Nishi League ပွဲတွေကလာမဲ့ June 4ရက်နဲ့9ရက်နေ့မှာကံမဲ့ ပြီးတာနဲ့တတိယနယ်လူပွဲ final လည်းရှိတဲ့အတွက်ကြောင့်စပိန်ကလက်ရှိ nation league ရဲ့ champion ဆိုတော့ super medi အပြောင်းအရွှေ့ကအာဆယ်ကဖြစ်ပြီးဒါပေမဲ့ကြီးညာမဲ့ရက်ကိုပဲသူတို့စောင့်နေတယ်အဓိကကကစားမရဲ့ nation league ပါဝင်တဲ့အခြေအနေကြောင့်အဲ့ဒီမှာဘာဆိုနာက Thomas Partey ကိုဒါလက်ခံတွေးဆဆွေးနွေးဖို့လုပ်နေတယ်။32နှစ်သားဂါနာသားကဒါအလွတ်ပြောင်းရွှေ့ခြင်းဖြစ်ပြီး အာစနယ်ကသူ့ကိုတက်တန်းတိုးဖို့ညွှန်းနေနေတိုင်အောင်လက်ရှိမှာသောမက်စ်ပါတီကိုဘာဆိုနာကအလွတ်နဲ့ဆွနေဖို့လုပ်တဲ့ချိန်မှာအာစနယ်သင်းကဒီပြောင်းရွှေ့ကိုအပီးတက်တိုင်ဖို့သူတို့လုပ်တယ်ဆိုစူပါမန်တီရဲ့နောက်တစ်ဖက်ကပါတီကိုအပီးတက်ဖို့လုပ်တဲ့ချိန်မှာတစ်ဖက်မှာအာစနယ်အသင်းအနေနဲ့ဒီအပိုင်းမှာပဲလီရိုက်ဆာနေကိုတောင်းလျှောက်လိုက်နေတယ်ဘိုင်မြူနစ်ကလီရိုက်ဆာနေကိုအလွတ်ဖြစ်သွားပြီဗျာဒါပေမဲ့သူတို့က2028ထိ3နှစ်အော်ဖာပေးထားတယ်အဲ့အော်ဖာကတစ်နှစ်ကို10တန်းနဲ့14တန်းကြားပဲရှိတယ် potential ရပါနိုင်တဲ့ bonus တွေခံစားခွင့်တွေပါမှာ12တန်း plus 2တန်း14တန်းလောက်ရှိတယ်အဲ့ Leicester နေကို Tottenham Hotspur ကပြီးခဲ့တဲ့တစ်ပတ်ကဆက်သွယ်ခဲ့တဲ့ချိန်မှာ Arsenal တာဝန်ရှိသူတွေကလည်း Leicester နေရဲ့ agent ဖြစ်သူကတစ်ဆင့်ဆက်သွယ်ထားတယ်အထူးသဖြင့် Leicester နေဟာ Manchester City မှာ Pep Guardiola နဲ့အတူ Arteta လက်အောက်မှာကစားခဲ့မှုတွေတော့ဆက်ဆံရေးကောင်းရှိတယ်အခု Sky Sport ကဖော်ပြတဲ့ report မှာဆိုရင်တော့ဘယ်လိုပြောမလဲ အာစနဟာလီရိုက်စာနေကိုစတင်ချိတ်ဆက်ဖို့ပြုလုပ်ထားတယ်။ဒါပေမဲ့အေဂျင့်ကတဆင့်ကစားမောက်ကိုဆက်သွယ်ထားပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်နိုင်ဖို့ကြိုးပမ်းနေတယ်။ဒီနေရာမှာအာစနတင်ကပြင်သစ်နာမည်ကြီးလက်ခိမှာဖော်ပြတဲ့ report ရဘာကိုလာကိုသွားဆောင်ဆန်းတယ်။ကျွန်တော်တင်တာဘာကိုလာဖြစ်စရာအကြောင်းမရှိဘူး။ပူနွေးနွေး European Champion ပြ။ Paris Saint-Germain မှာ okay ခုနောက်ပိုင်းမှာဘာကိုလာဟာနည်းနည်းလေး package order ကနည်းနည်းအောက်ရောက်သွားတယ်။ဘာလို့ဆိုတော့ဒူရီကအရင်ကောင်းလာတဲ့ Varaskelia လည်းရှိတဲ့အတွက်ကြောင့်ဒါပေမဲ့ ဘကူလာကိုအာဖရိကသွားပြီးတော့စုံစမ်းတဲ့အချိန်မှာယူရိုတန်တရာကနေ120ကြာရှိမယ်ဆိုပြီးတော့ PSG ကတုံ့ပြန်လိုက်တယ်ဒါလုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာဖြစ်တယ်ဒါပေမဲ့အာဆင်ကသူတို့အိုက်တောင်မန်ပိုဇီရှင်နီကိုဝီလျံဘကူလာဘကူလာတော့ဖြစ်နိုင်ခြင်းနဲ့တယ်ဒါပေမဲ့သွားစုံစမ်းတာပဲရှိတယ်ပြီးတော့လီဝိုက်စာနေဒီနေရာမှာဘာကြောင့်ဒီလိုဖြစ်လဲဆိုတဲ့အထက်ကရိုဒရီဂိုကမန်ချက်ဒီဥရောပထိပ်တန်းကလပ်ကြီးလိုက်နေတဲ့အချိန်မှာရယ်မက်ဒရစ်မှာဆက်နေနိုင်ပွဲရှိတယ်လို့အရေးအဝန်ပြောလာတယ် မာကာမှာပေါ်ပြချက်ရဥရောပကလပ်ဒီလိုက်နေတိတိုင်အောင်ရိုဒရီဂိုတယောက်ရေမတွေ့မှာဆက်နေသွားနိုင်တယ်သူသဖြင့်နီးပြဂျာဗီအလွန်ဆိုဟာ433 formation သုံးနိုင်ပွဲရှိတယ်ဆိုတဲ့အချက်ကြောင့်ဒါလောလောဆယ်အနေထားရဒါအာစနယ်တင်းကရိုဒရီဂိုရဖို့ခတ်လာတယ်တန်း80တရာလောက်နဲ့ရောင်းနိုင်မဲ့ခွင့်ရရှိပေမယ့်ကစားမမပြောင်းချင်ဘူးဆိုရင်ပြောင်းမှာမဟုတ်ဘူး။ तू က2028ဒီကွန်ထရက်ရှိတယ်။ဆိုတော့အခုလောလောဆယ်မှာ IT စတောင်းလျှောက်လိုက်တယ်။ဒါအခုလောလောဆယ်ဒီထားရဲ့ club ဖက်က ယော့ခရက်စကက်ထက်ဘန်ဂျမင်းဆိုက်စကိုကိုပဲအပီးတပ်ဖို့လုပ်တယ်ဆိုပေါင်တန်း80ယူရိုတန်း80ပက်ကေ့ချ်မှာနှစ်ဖက်ကြား first round သူပြီးသွားပြီ second round သူဆွေးနွေးနေတယ်ခါလေးကျရင်ဒုညာအသင်းနေခေါ်သွားလို့ရှိရင်အတန်တစ်ချက်မှမကြားဘဲနဲ့ရောက်ပြီးမရောက်ရင်တော့မှတေချာတော့ဖြစ်တဲ့ဒီရောက်တဲ့အချိန်မှာကျွန်တော်တို့ကပထမ round ဒုတိယ round အဲပထမ round ဒုတိယ round ပြီးသွားလို့ရှိရင် official page လုပ်မယ်အဲ official page မှာဟိုဘက်ကထုံးတယ်ကျွန်တော်တို့ arsenal page တဲ့ရဲ့ transpire strategy ကိုပြောပြမယ် အဲဆက်ဆက်ချင်းမှာ agent ဆက်သွင်းမယ်ဆက်သွင်းပြီးွားလို့ရှိရင်အပြောင်းရွှေ့အတွက်စကားပြောမယ်ပြီးတာနဲ့ OKB ဆိုရင်ဒါ German တွေဘာတွေအားလုံးတော့ပို့ဖော်လို့ရှိရင် official pay formal pay ဆိုပြီးစလုပ်မယ် iPhone မပေးကထားပါတော့တန်း80တန်းနဲ့ဒါမှကိုတန်း40တောင်းနဲ့စလုပ်မယ်ဟိုကတန်းချင်းမယ်ပြီးဒုတိယပစ်ထမ်းသွားမယ်တန်းတန်း50လောက်ထပ်ပေးမယ် iPhone အနေနဲ့တန်း60လောက်ဖြစ်မယ်ဟိုဘက်ကထပ်ညင်းမယ်အားလည်းကိုကတန်း90တန်း60 plus တန်း90ပါအဲ့ပါဟိုကစိတ်ပြောင်းပြီးတော့ okay ငါတို့တန်း90မှာရမယ်ဆိုရင်အဲ့ဒါကအတိုင်းကြီးပဲ ဘာတစ်ခါလေးကျတော့နားမနေတာ okay sex ကိုကိုသူတို့တိတ်ကြိုက်တယ်အာထစ်တာတို့အရန်ကြိုက်တယ်လို့ထင်ပေးလိုက်ပါဗျာတန်း80 plus 30 okay သူတို့ကျွန်တော်နားလေတယ်ဗျာတန်း80တဲ့ကစားမတယောက်ကိုတန်း80တန်းပေးရင်တရားပေါက်ငင်းလိုက်ရင်ဒုတိယအချိန်မှာတန်း80 plus နဲ့တွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီ strategy ကိုကျွန်တော်နားလေတာမှန်ပေမဲ့ဟိုဘက်က live set ကိုအတိအကျမေးမင်းတို့ဘယ်လောက်လိုချင်လဲ80 okay ရော80ဘာမှထပ်မနာနဲ့ဒါ Jordan အခုကကျွန်တော်တို့ကဆွေးနွေးတယ်ဆွေးနွေးပြောလို့ရှိရင် formal bid လုပ်တယ်ပြီးပထမကြိမ်ကန်းငင်းခံရတယ်ဒုတိယကြိမ်ငင်းခံရတယ်အခု German club တွေလည်းဒီတိုင်းပဲလေအခု Florian Vaz ရဲ့အပြောင်းရွှေ့မှာ Liverpool ကသဘောကျတယ်သူကစထွက်ခရေကတရားနဲ့တော့ကန်းလန်းတော့ဟိုကောင်လေးကတန်းငင်းတယ်ဟိုတရားနဲ့ sorry 130နဲ့ကန်းလန်းတယ်ဟိုကောင်လေးကငင်းတယ်ဟို132တန်းနဲ့ထက်ကန်းလန်းတယ်ဟိုကောင်လေးကထက်ငင်းတော့အခု Liverpool ကနည်းနည်းတိုင်ပတ်နေတယ်တန်း130တန်း140 150ဒီတက်ရမယ်ဆို Arsenal ကလည်းအဲ့ဒါကိုကြောက်ပုံရတယ်ဒါပေမဲ့ ရက်ပွေဝေဝင့်လေကြောင့်ဘယ်လုံလုံတော့ကျွန်တော်သဘောမကျတဲ့အချက်ဒါပေမဲ့တေချာတော့ဆက်စကိုတယောက်တည်းကိုပါဆိုင်ကတောက်လျှောက်စကားပြောဆိုနေတာဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်